အခုဒီဗီဒီယိုမှာတော့ Binance ရဲ့68ခုမြောက် Launch Cool Project ဖြစ်တဲ့ Wallet Connect ကို review လုပ်ပေးတော့မှာဖြစ်ပါတယ်။မသိသေးတဲ့လူတွေအတွက်ပြန်ပြီးမိတ်ဆက်ရရင် Binance Launch Cool ဆိုတာ Crypto အခမဲ့ Farming လုပ်လို့ရတဲ့နေရာတစ်ခုပါ။လက်ရှိချိန်မှာ Wallet Connect ရဲ့ Token ဖြစ်တဲ့ WCD ရောက်ရှိလာပါပြီ။ကိစ္စတစ်ခုရှိတာကတော့ခင်ဗျားတို့ကျွန်တော်တို့တော့မသိခဲ့ပဲနဲ့ Wallet Connect ကိုအရင်တော့အသုံးဖူးခဲ့ကြပါလိမ့်မယ်တဲ့။ဒါဆိုရင်ဒီ Protocol ရဲ့နောက်ပိုင်းမှာဘာတွေရှိနေရလဲ? Binance လိုမျိုးကမ္ဘာအကြီးဆုံး Exchange က Protocol ကိုဘာကြောင့်မလို့ List လုပ်ဖို့အတွက်ရွေးချယ်လိုက်တာ။ ီဗီဒီယိုမှာတော့ wallet connect ရဲ့လုံဆောင်မှုတွေရေးရှည် strategy တွေသူ့ token ရဲ့အသုံးပြုပုံတွေနဲ့ risk တွေဘာတွေရှိမလဲဆိုတာကိုကျွန်တော်သုံးသပ်ဆွေးနွေးတော့မှာဖြစ်ပါတယ်။ပထမအောင်ဆုံးကျွန်တော်ရဲ့ review တွေကိုအစဉ်အမြဲအားပေးနေတယ်ပရိသတ်တွေတိအောင်ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုလို့ရှိရင် wallet connect ဆိုတာ web3 wallet တခုလုံးဝမဟုတ်ပါဘူး။အဲ့ဒါဆိုရင်တော့ဘာလဲမေးကြရှိပါတယ်။ဒါကဆက်သွယ်ရေး protocol တခုပါ။ကျွန်တော်ဥပမာတစ်ခုနဲ့ရှင်းပြမယ်။ web3 ဆိုလို့ရှိရင် uniswap dex exchange ကတော်တော်လေးလူသိများတယ်။ ဲ့တော့ Uniswap ကို၃တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မှာ Web3 wallet ရှိမှရမယ်။အဲ့တော့နာမည်ကြီးတဲ့ Web3 wallet တွေဖြစ်တဲ့ MetaMask တို့ Trust wallet တို့ဒီကောင်လေးနဲ့ခုနကတော့ Uniswap Web3 web page ကိုကျွန်တော်တို့ QR code scan ဖတ်ပြီးတော့ connect လုပ်လိုက်တယ်ဆိုလို့ရှိရင်နောက်ွယ်မှာ wallet connect ကအလုပ်လုပ်နေပါလေတဲ့ project ကလွန်ခဲ့တဲ့2018ခုနှစ်ကတည်းကစခဲ့တာစခဲ့တဲ့အချိန်ကနေစပြီးတော့အခုအချိန်ထိ web3 မှာ default connector အနေနဲ့အလုပ်လုပ်နေတယ် ဒါကဘာနဲ့တူလဲဆိုရင် AirPod ချိန်မယ်ဆိုရင် Bluetooth နဲ့ connect လုပ်ရလို့ပေါ့အခြေခံရမ်းကြပါတယ်။သိပ်ဝင်စားဖို့ကောင်းတဲ့အချက်က Web3 Wallet ပေါင်း900ကျော် Dash ပေါင်း1000ကျော်ဒီ Wallet ကဲ technology ကိုအသုံးပြုနေတယ်။ဒါပေမဲ့ယနေ့အချိန်ထိလူတော်တော်များများဒါကိုရှိမှန်းတော့မသိကြဘူး။ ဒီ token ကအခြားသော utility token တွေနဲ့ကွဲပြားနေတဲ့အကြောင်းရင်းအရတော့ chain agnostic ဖြစ်တဲ့အတွက် ethereum, solana, polkadot, cosmo စတဲ့ blockchain အားလုံးနဲ့အလုပ်လုပ်နေတယ်။မကြာခင်မှာ wallet connect ရဲ့ version 2ထွက်လာမယ်။အဲ့ဒီချိန်ကျရင် multi session cross chain နေနဲ့တပြိုင်တည်းမှာပဲ dapp တွေအများကြီးကိုချိတ်ဆက်လို့ရတယ်။ coin based venture 1k x us free စတဲ့ investor ကြီးတွေကနောက်ပွဲရနေပြီးတော့ support ပေးထားတယ်။ American dollar 25တန်းကျော်ကိုယင်းနည်းမြုပ်နှံမှုရရှိထားတဲ့ project တခုလည်းဖြစ်ပါတယ်။အခုပြောတဲ့ကိစ္စတွေအရင်မိုက်တယ်ဆိုပြီးတော့ hype ထဖြစ်မှာမဟုတ်ပါဘူး။ Wallet Connect ဆိုတာက Web3 ရဲ့အခြေခံ infrastructure အနေနဲ့ငကိုကလေးကရှိမိတာပါ။ WCD ကတော့အခုဒီ project ကြီးကြီးထွားလာမယ်အောင်မြင်လာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ပါဝင်လို့ရရှိနိုင်မယ့်အခွင့်အရေး token တခုဖြစ်နိုင်ပါတယ်။လက်ရှိမှာတော့ WCD က governance token မှာလို့ပဲပဲအဲ့ထပ်ပို့ပြီးတော့ပြောစရာအကြောင်းအရာတွေရှိပါတယ်။ Governance token ဖြစ်တဲ့အတွက် WCD ပိုင်ဆိုင်ထားသူတွေက protocol update trade လုပ်တာတွေ validator မူဝါဒမဲပေးတဲ့ကိစ္စတွေမှာပါဝင်နေမှာဖြစ်တယ် wallet content မှာ validator ဖြစ်နိုင်ဖို့အတွက် wct token တွေနဲ့ staking လုပ်လို့ရမယ်လက်ရှိတော့ protocol အသုံးပြုက fee မရှိသေးဘူးလာမယ့်အနာဂတ်သူတို့ရဲ့ roadmap မှာဒီကိစ္စနဲ့ပတ်သက်ပြီးတော့ upgrade လုပ်ဖို့အတွက်အလားအလာတွေရှိနိုင်ပါတယ်ဘာနဲ့တူလဲဆိုရင် ethereum အစောပိုင်းကာလလိုပါပဲ eth gas fee တွေမပါခင်ကတည်းကလူတွေအသုံးပြုနေတဲ့ပုံစံမျိုးပေါ့ဗျာ project ရဲ့ total supplier 1 billion ရှိတယ် လုံစကူရောဘောမှာပေးသွားမယ့် allocation ကတော့40 million ဖြစ်တယ်။ farming လုပ်မယ်ဆိုလို့ရှိရင်ပူး၃ခုရှိတယ်။ BNB, FD USD နဲ့ USDC ဒီ project မှာလည်းနည်းနည်းထူးခြားသွားတာတော့ BNB ကရခင်ရအတိုင်းပဲ85%ပြန်ပြီးတော့ reward allocation ရရှိမယ်။ FD USD က 5% USDC က10%အတိအကျခွဲခြမ်းပေးဝေတော့မှာဖြစ်ပါတယ်ဒီ token ကိုဟိုးလုပ်ထားတင်လာကျွန်တော်အမြင်ကတော့ long term book case မှာ web3 ကြီးထွားလာရင် wallet တွေ debt တွေအတုံးပြူတူပို့ပြီးတော့များလာရင် wallet corner ရဲ့အရေးပါမှုအခန်းကဏ္ဍတွေပို့ပြီးတော့ကြီးထွားလာမယ်အဲ့အခါကျရင် WCD ကအနာဂတ် project development တွေမှာ governance plus validator token ဖြစ်လာနိုင်ရဲ့ short term risk လည်းရှိတယ်အများစုကအခု long school မှာ farming လုပ်ပြီးတော့သူတို့ရရှိတဲ့ဟာတွေပြန်ရောင်းမယ်လက်ရှိမှာ staking yield မရှိဘူး fee sharing လည်းမရှိသေးဘူးဒါကြောင့်မလို့ governance token တွေကစပြီးတော့ list လုပ်ပြီးနောက်ပိုင်းမှာတော့ value အားနည်းသွားတတ်တယ်အကယ်လို့ infrastructure token တွေမှာယုံကြည်ချက်များတယ်ဆိုလို့ရှိရင် WCT က narrative ရှိမိတာပါဒါပေမဲ့ long school alpha ပဲလိုချင်ရင်တော့အခုလာပြီးတော့ farm လုပ်ပြီးရင်အမြတ်ထုတ်နောက် project တခုဆက်သွားပါ အခုဘာလုပ်နေလဲဆိုတာပုံမှန်လေးလေးပြောပြမယ် BNB နဲ့ staking လုပ်ပြီးတော့ WCD တွေလာပြီး farm လုပ်နေတယ်အခမဲ့ပဲလေအဲ့ချိန်မှာ list လုပ်ပြီးလို့သတ်မှတ်ထားတဲ့ဈေးနှုန်းတန်းတခုကျလာပြီဆိုလို့ရှိရင်တော့အနည်းငယ်ဝယ်ယူဖို့ကြိုးစားမယ် staking mechanism အသစ်တွေကိုစောင့်ကြည့်မယ် fee sharing model စလာပြီဆိုလို့ရှိရင်တော့ဒီ project ရဲ့ game changer ဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့အခုချက်ချင်းမဝယ်သေးဘူး market setup ဖြစ်အောင်ကျွန်တော်တို့စောင့်မယ် list အနေနဲ့ဘာတွေရှိမလဲဆိုရင် WCD က governance token တသက်ပဲဖြစ်နေသေးတယ် fee တွေ ရေးတွေဘာမှ sharing လုပ်တာမရှိသေးဘူး MetaMask လို့ပြောဈေးခွက်ထဲမှာနာမည်ကြီးတဲ့ကောင်တွေကသူတို့ရဲ့ကိုယ်ပိုင် native bridge connector တွေတိစောက်ဖို့အတွက်စူးစမ်းနေတယ် token unlock လုပ်ရင် early investor တွေက vesting schedule မှာမူတည်ပြီးတော့သူတို့ပိုင်ဆိုင်ရတဲ့ဟာတွေထုတ်ရောင်းချသွားနိုင်ပြီရှိတယ်ဒါကြောင့်မလို့ FOMO မဖြစ်ပါနဲ့ launch proof project ဆိုပြီးတော့လည်းချက်ချင်းပြေးဝယ်ဖို့မကြိုးစားပါနဲ့နည်းချက်ပြောရရင်တော့ WCD က main squire ဒါမှမဟုတ်လို့ရှိရင် local mon shot တော့မဟုတ်ပါဘူးသူ့ရဲ့ technology က web3 လောကမှာအရေးပါတဲ့ protocol token တခုလိုမှတ်ယူရမှာပါ infrastructure နဲ့ governance token တွေကိုသိဝင်စားတဲ့လူဆိုလို့ရှိရင်တော့ဒီ project ကိုစောင့်ကြည့်ဖို့အတွက်ထိုက်တန်ပါတယ်ဒါဆိုရင်မိတ်ဆွေတို့ farming လုပ်ပါလား list လုပ်ပြီးရင်ဝယ်ပါလားဒါမှမဟုတ်ရင်ကြော်သွားပါလား ဒီလိုမျိုး project နဲ့ပတ်သက်ပြီးတော့ deep dive review တွေလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးကို like follow share လေးလုပ်သားပေးကြပါ video က educational purpose only ဖြစ်တဲ့အတွက်ဒီနေ့မျိုးနဲ့မို့လို့ဖို့ decision ချတော့မယ်ဆိုလို့ရှိရင်တော့ DYOR do your own research လုပ်ပြီးတော့မှဆုံးဖြတ်ချက်ချဖို့အတွက်အကြံပြုရသည်အားလုံးပဲကျေးဇူးများကြီးတင်ပါတယ်နောက်ပြီးတော့မှပြန်လည်ဆုံတွေ့ပါမယ်